2025ခုနှစ်ညရီမတန်ဆန်းသူများအားကစားပြိုင်ပွဲတောင်ကြီးဖွင့်ပွဲကျင်းပတဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့မှာကြာရောက်မယ်အပြည့်ပြည့်ဆိုင်ရာမတန်ဆန်းသူများနေဆောင်ဖို့ဖြစ်သည့် Fostering Disability Inclusive Society for Advancing Social Progress လူမှုဘဝမြန်မာရေးမတန်ဆွမ်းသူများပါဝင်သော လူအဖွဲ့အစည်းများမြင့်တင်မိဆိုသည့်စောင်ပုတ်ကို အလေးထားအကောင့်ထဲပေါ်ဆောင်ရွက်သည့်အနေဖြင့်2025ခုနှစ်ညရင်မတန်ဆွမ်းသူများအားကစားပြိုင်ပွဲတောင်ကြီးကိုနိုဝင်ဘာလ29ရက်နေ့နနက်၈နာရီကတောင်ကြီးမြို့ပြည်နယ်အားကစားကွင်း၌ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲခန်းနာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကအာကစားမှတဆင်ညရင်မတန်ဆန်းသူများ၏ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုရေစွမ်းတသည့်ပျော်ရွှင်မှုတို့ကို တိုးတက်စေရန်အခြားအာကစားသမားများနှင့်လူမှုအတိုင်းအဝိုင်းအတွင်ခင်မင်ရင်းနှီးမှုများကိုတိစောက်ပေးရန်ရည်ရွယ်ပြီးယခုပြိုင်ပွဲကိုကျင်းပခြင်းဖြစ်ပါကြောင်း နိုင်ငံတကာ Special Olympic အဖွဲ့အစည်းကြီးစောင့်မှုဖြစ်သည့်ကျွန်တော်အား ရှင်ပြိုင်နိုင်ယူခွင့်ပြုပါရန်အနိုင်မြပါကလည်းရှင်ပြိုင်ရာတွင်ရဲဝင်စူးစားအားထုတ်မှုကိုပြသခွင့်ပြုပါဆိုသည့်စိတ်ဓာတ်ကိုမြန်မာနိုင်ငံမှပြုထောင်ပေးနေခြင်းဖြစ်ပါကြောင်းယခုကျင်းပပြုလုပ်သည့်2025ခုနှစ်မြန်မာနိုင်ငံညံရီမတန်ဆန်းသူများအားကစားပြိုင်ပွဲကိုရှမ်းပြည်နယ်တွင် အင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက်များစွာဝမ်းမြောက်ဂိုဝင်မိပါကြောင်း အားကစားသည့်မတန်ဆန်းသူများအားဆန်းဆောင်ရင်မြင့်တင်ရန်အတွက်အကောင်းဆုံးသောနေရာတစ်ခုဖြစ်ပြီးယနေ့ကျင်းပသည့်ပြိုင်ပွဲသည်အနာဂတ်နိုင်ငံတကာပွဲကြီးများအတွက်ကျေပွန်းများမွေးပထုတ်ပေးမည်အရေးပါသောစင်မြင့်တစ်ခုဖြစ်ပါကြောင်းကိုလည်းဂုဏ်ယူစွာပြောကြားလိုကြောင်းပြောကြားခဲ့ပါသည်ထို့နောက် Special Olympic မြန်မာဥက္ကဋ္ဌဒေါက်တာမြင့်သိန်းကအဖွဲ့အစည်းစကားပြောကြားပြီးပြိုင်ပွဲဝင်အားကစားသမားများမှာအားကစားသစ်စာအဋ္ဌိထံရွတ်ဆိုခဲ့ကြပါသည်။ ရင်နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများသည်ပြိုင်ပွဲဝင်အားကစားသမားများအားလိုင်းလံနှုတ်ဆက်၍စားသောက်ဖွဲ့ရများဝင်ငါကြပြီးညောင်ရွှေမြို့နယ်မှာညင်ရီမတန်ဆန်းသူများအဖွဲ့မှစုပေါင်းတေးတေးရုပ်ပြတင်ဆက်မှုကိုကြည့်ရှုအားပေးခဲ့ကြပါသည်။ ထို့နောက်ကပြဖြိုပြီးပြီးသွားသောညောင်ရွှေမျိုးညရင်မတန်ဆန်သူများအဖွဲ့အားပြည်내ဝင်ကြီးချုပ်နှင့်စနီ Special Olympic မြန်မာဥက္ကဋ္ဌဒေါက်တာမြင့်သိန်းတို့ကဂုဏ်ပြုချီးမြှင့်ဝေများပေးအပ်ပြီး2025ခုနှစ်ညရင်မတန်ဆန်သူများအားကစားပြိုင်ပွဲအတွက်ပံ့ပိုးကူညီပေးခဲ့သည့်တာဝန်ရှိသူများ အလှရှင်များအား Special Olympic မြန်မာဥက္ကဋ္ဌဒေါက်တာမြင့်သိန်းနှင့်တာဝန်ရှိသူများကဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးအပ်ခဲ့ကြပါသည် ထို့နောက်ရှမ်းပြည်နယ်ဆိုရအဖွဲ့မှရာသက်ပန်းငွေပရေသားပဲအတွက်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်နဲ့ပြည်နယ်လူမှုရေးအဝန်ကြီးဦးမမင်းလွန်တို့ကအလူငွေများပေးရလူတန်းရာ Special Olympic မြန်မာဥက္ကဋ္ဌဒေါက်တာမြင့်သိန်းနဲ့တာဝန်ရှိသူတို့ကလက်ခံရယူခဲ့ကြပါတယ်။